ခေါင်းထဲမှာအသွေးတွေကမယက်မနာပြေးလွှားနေပေမဲ့ရှင်ထဲမှာကြတော့တိတ်ဆိတ်နေတာမျိုးခံစားရဘူးလားနော်အဲ့ဒါတော့ကျွန်တော်ပြောပါပဲကျွန်တော်ကဒီဟိုးအရင်ကလေးကနေချိန်တော်တော်ကြာကြာထိပေါ့နော်ကျွန်တော်ကဒီဆုံးဖြတ်ချက်တွေတိုင်းကိုပြီးပြည့်စုံရမယ်မှန်ကန်ရမယ်ထိန်းချုပ်ထားနိုင်ရမယ်ဆိုတဲ့ပုံစံနဲ့ပဲကျွန်တော်အမြဲဖြတ်တန်းလာခဲ့တာပေါ့နော်ပြောရမယ်ဆိုရင် login နဲ့ပဲဘာလုပ်တဲ့လဲဘယ်ဟာပို့ပြီးမှဖြစ်တဲ့နယ်ဆိုတဲ့ဟာမျိုးကိုပဲကျွန်တော်ကပို့ပြီးမှလေးပေးခဲ့တယ်ပေါ့နော်ဒါပေမဲ့အဲ့လိုအချိန်ကြာလာတာနဲ့အမြဲဘာဖြစ်သွားလဲဆိုရင်တော့လေကျွန်တော်က ဒီစိတ်ရောတရောလိုကြီးဖြစ်လာရေပေါ့နော်ကျွန်တော်ကဒီ MBTI မှာဆိုရင်ကျွန်တော် personality က ENFP ဖြစ်ပါတယ် ENFP ဆိုတဲ့လူတွေကသူတို့ကခံစားချက်အရင်ပြင်းပြတဲ့လူတွေပေါ့နော်လုံးဝအဲ့စိတ်ရောဆိုတဲ့ဟာနဲ့စန့်ကျင်ဘက် အဲ့တော့ကျွန်တော်ကလေကိုဗီနားမှာရှိတဲ့ ENFP တွေကြည့်ရချင်းကြတော့လုံးဝကျွန်တော်နဲ့မတူဘူးပြကျွန်တော်ကဘာလို့ဒီလိုမျိုးဆေးရုံလိုမျိုးဖြစ်နေရတာလဲဆိုရက်ဟာမျိုးကျွန်တော်ကိုယ့်ကိုယ်ကို question ပြန်ထုတ်ကြည့်တယ်ပေါ့နော်အဲ့မှာဘာသွားဖြစ်ရခဲ့လဲဆိုတော့နောက်ဆုံးကျွန်တော်ကဒီဘေးအမှန်လဲမှားလဲဆိုတဲ့ဥစ္စာနဲ့ပဲစဉ်းစားနေတော့ကျွန်တော်ကကောင်းထဲမှာပဲအချိန်တော်တော်ကြာနေခဲ့ပြီးတော့ဘယ်လိုမျိုးခံစားမလဲဆိုတဲ့ဥစ္စာကိုကျွန်တော်လုံးဝမေ့သွားခဲ့ပါတယ်ကျွန်တော်မနေ့ကဗီဒီယိုမှာလည်းပြောထားသလိုပေါ့နော်ကျွန်တော်တို့လူသားတွေဆိုတဲ့ဥစ္စာကခံစားချက်ရှိတဲ့တတ်တော်ဝါတွေပါအဲ့တော့ကျွန်တော်တို့ကကိုယ့်ကိုယ်ကိုမ ခံစားတတ်တော့ဘူးလို့မေ့သွားပြီဆိုရင်အမှပြဿနာစတာပဲအဲ့လိုဘေးအားမှန်လဲမှားလဲဆိုတဲ့ဥစ္စာမျိုး analyze အရန်လုပ်လိုက်တဲ့ချိန်မှာကျွန်တော်တို့ကနောက်ဆုံးကိုရွေးချယ်လိုက်တဲ့ရွေးချယ်မှုကြီးကကိုရဲ့နှလုံးသားထဲကဒီရှင်ထဲကနေတကယ်လို့ရှင်ရဲ့ဥစ္စာနဲ့ alive ဖြစ်မဖြစ်ကျွန်တော်တို့ကမသိရတော့ဘူးပေါ့နော်ချလာရင်ဘာဖြစ်သွားလဲဆိုရင်လေကျွန်တော်တို့လူက ဘယ်လိုပြောမလဲနေတိုင်းကအသက်မဝင်တော့ဘောနော် alive မဖြစ်တော့ဘောအဲ့မှာကျွန်တော်ဘာသွားနားလဲပါလဲဆိုတော့နောက်ဆုံးမှာကျွန်တော်ရဲ့ owner ကကျွန်တော်တို့ survive ဖြစ်ဖို့လုံခြုံဖို့ energy ကင်းဖို့ဖိနှိပ်ပေးပေမယ်ဒါပေမဲ့ကျွန်တော်ရဲ့နှလုံးသားခံစားချက်တွေရတာကျွန်တော်တို့လူအနေနဲ့အသက်ဝင်စေတယ်ဘောနော်အဲ့တော့ကျွန်တော်တို့ကကိုယ့်ရဲ့ feeling တွေကိုရေရှည်လက်လူရှုမိလိုက်တဲ့အချိန်မှာကျွန်တော်နဲ့ကျွန်တော်တို့ကတကယ်ကိုယ့်နှလုံးသားဘယ်ဟာလူချင်းမှမသိဖြစ်သွားတတ်တယ်ဘောနော်ကျွန်တော်ဒီ video ကနေပေးချင်တဲ့ message ကဘောနော်အဓိက owner ကကျွန်တော်တို့ survive ဖြစ်ဖို့ energy ကင်းဖို့ကူညီပေးပေမယ်ဒါမှမဟုတ်ကျွန်တော်ရဲ့နှလုံး လုံးသားတာကျွန်တော်တို့လူအနေနဲ့အသက်ဝင်စေတယ်ပေါ့နော်နေထိုင်ရတာ အဲ့တော့အခုကြီးနေကြတဲ့လူတွေလည်းကိုယ့်ကိုယ်ကိုပြန်မေးကြည့်ပေါ့နော်နေ့စဉ်ဘဝမှာအမြဲလိုလိုအုံနောက်ပဲတုံးပြီးတော့မှဘေးရမှန်လဲမားလဲဖြစ်တဲ့နဲ့မဖြစ်တဲ့ဘူးဆိုတာကိုပဲဦးစားပေးမိနေသလားကိုယ့်ရဲ့ခံစားချက်ကိုလည်းလစ်လူရှုမိနေသလားကိုယ်ရွေးချယ်လိုက်တဲ့ရွေးချယ်မှုတွေဆုံးဖြတ်ချက်တွေကကိုယ့်ရဲ့နှလုံးသားရှင်ထဲနဲ့အလိုက်ဖြစ်မဖြစ်ဆိုတဲ့ဥစ္စာလေးကိုပြန်လည်မေးကြည့်ပါပေါ့နော်။ခံစားချက်တွေကိုမထုတ်ပြတတ်ပဲနဲ့တိမ့်ထားတဲ့လူတွေရဲ့ဆိုးကျိုးတွေ၊မိသားစုထဲမှာရော relationship တွေမှာရောကျန်တဲ့နေရာတွေမှာရောဒီရုပ်ပိုင်းဆိုင်ရာတွေပေါ့နော်ဘယ်လိုမျိုးဆိုးကျိုးတွေရလဲဆိုတာကိုလေ ည်းဆက်ပြီး update လုပ်ပေးသွားမှာမို့လို့ follow button လေးနှိပ်ပြီးဆောင်ရွက်လို့ရပါတယ်